အားလုံးမင်္ဂလာပါဗျာဖော်ကလေးနေပညာနေပြန်နေကြိုးစားပါရစေဗျာဒီနေ့မှတော့ YouTube ကငွေဘယ်လိုပေးလဲဆိုပြီးမေးထားတဲ့မိတ်ဆွေများအတွက်ကျွန်တော် YouTube ကငွေပေးတဲ့စနစ်ကိုကျွန်တော်ညပြန်နေမရောက်ပေးမှာဖြစ်ပါတယ်ကျွန်တော်နားလည်ထားလို့ပေါ့နော်ဟုတ်ပြီ YouTube ကငွေဘယ်လိုပေးလဲဆိုတော့ကျွန်တော်တို့ကို YouTube ကနေပြီးတော့ဒီပေါ့နော် YouTube platform လင်းထောင်ထားတယ်အဲဘာလို့လဲသူ platform ထောင်ထားတယ်အဲ့ရနေပြီးတော့ကြော်ညာရှင်တွေကနေပြီးတော့သူ့ရဲ့သူ့ရဲ့ဒီ brand ပေါ့နော်သူ့ရဲ့ brand company လေးတွေကိုဗီဒီယို clip တိုးလေးတွေရိုက်ထားတယ် အဲ့ရိုက်ထားတာလေးကိုဒီ YouTube ကိုလာပြီးတော့ဥမာဒေါ်လာ100ဘုတ်ကြောင်ရတယ်ဒေါ်လာ100ဘုတ်ကြောင်ရတယ်စပြီးသူကြောင်ရရှင်းတော့ဝင်မောက်နဲ့ကြောင်ရပေးတယ်ဟုတ်ပြီဒါဆိုရင်ယူဇာကြောင်ရရှင်းနေပြီးတော့ဒီသူ့ရဲ့သူ့ရဲ့ click တူလေးတွေကိုဒီ video click တူလေးတွေကိုကျွန်တော်တို့လေအဲ YouTube ကိုသွားပြီးဒေါ်လာ100ဘုတ်ကြောင်ရပေးပါလို့ပြောတယ်ဟုတ်ပြီအဲ့ဆိုရှင် YouTube ကနေပြီးတော့ကျွန်တော်တို့ creator တွေဘက်ကိုပြန်ပြီးတော့အဲ့သူ့ကြောင်ရလေးတွေကိုကျွန်တော်ဘက်ကိုပြန်ထည့်တယ် အဲ့လိုပြန်ထည့်တဲ့သူလည်း YouTube ကိုတိုင်းနဲ့ထည့်ပေးတာရှိတယ်လို့အခုလိုမျိုးစာပြေလေးထည့်တာမျိုးတွေလည်းရှိတယ်။ဟုတ်ပြီ။အဲ့ဒါထပ်ပါတော့ဟုတ်ပြီ။အဲ့ YouTube ကနေပြီးတော့သူကနေပြီးတော့ကျွန်တော်တို့ကိုအာကျွန်တော်40ရာခိုင်နှုန်းပေါ့နော်။40ရာခိုင်နှုန်းကျွန်တော်တို့ကိုပြန်ပြီးတော့ဖြန့်ပေးတယ်။60ရာခိုင်နှုန်းကတော့သူယူတယ်ပေါ့။အဲ့တော့ platform ထောင်လာတာဟုတ်အဲ့တော့အဲ့ကနေပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ဗီဒီယိုကြည့်တဲ့ခါမျိုးမှာကြော်ညာလေးတွေတက်လာတယ်ဟုတ်အဲ့ကြော်ညာလေးတွေဟိုတချို့ကလေးတွေအကုန်လုံးပြီးမှာပဲအကုန်လုံးပြီးပြီးကြီးမှာပဲ skip ပေါ်တယ်ဟုတ်အဲ့တော့ကြော်ညာလေးကတော့ ဟိုအမျိုးစုံပဲပေါ့နော်အမျိုးစုံပဲ brand စုံအမျိုးစုံအဲ software application စပြီးအစုံ အစုံလေးရောတက်လာလိမ့်မယ်အဲ့လားဒီအပီးထီအောင်ကြည်သွားတယ်ပီးထီအောင်ကြည်သွားတယ်ဆိုလို့ရှိရင်အဲ့လိုပီးထီအောင်ကြည်သွားတဲ့လူလူရောက်တထောင်ရှိလို့ရှိရင်ကျွန်တော်တို့ကတစ်ကြက်ရဒေါ်လာတစ်ကြက်ပေါ့အဲ့တော့တစ်ကြက်ရတယ်ဆိုတော့ကျွန်တော်တို့ကလူရောက်အဲ9000လောက်ရှိမယ်ဆိုလို့9000လောက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က9ကြက်အဲ့တ1000လောက်ကြည့်မယ်ဆိုရင်10လောက်ရမယ်။အဲကျွန်တော်ပြောလို့ပဲတော့အစဆုံးသူ့ရဲ့ကြုံညာအားလုံးအပီးထီကြည့်မှသာလင် အဲ့ဒါမျိုးရမှာဒါကကျွန်တော်ဥမာအကြမ်းမြင့်ရတာပါအကြမ်းမြင့်ပြောပြတာပေါ့နော်တချို့ကလည်း 1k 1k ကိုတချို့ကလည်းပြန်90ပဲရတဲ့လူရှိတယ်သူ 1k ကို3လကျက်ရတဲ့လူလည်းရှိတယ်အဲ့ဒါကတော့ channel မျိုးစားလေးပေါ့ကွာလိုက်မယ်ပြီးတော့ပြည်ပနိုင်ငံတွေဆိုလို့ရှိရင်ပို့လို့ရတယ်ပေါ့နော်အဲ့လို RPM ပို့ကောင်းတယ်ကျွန်တော်မြန်မာနိုင်ငံတော့တတိတဲ့အတိုင်းပဲထင်တယ်လို့မရဘူးဒါပြန်လေထင်တော့မရဘူးဆိုပေမဲ့နေထိုင်ရင်းနဲ့ကျွန်တော်တို့တစ်ပတ်တစ်လနဲ့ဝင်ဝင်တစ်ခုရတယ်ဆိုတော့အဆင်ပြေတာပေါ့ဗျာအခုလိုကုန်စင်းလုံးတွေတိုင်နဲ့ခက်ကြီးမျိုးမှာ ီလိုမျိုးတစ်ဖက်လလန်ဝင်ငွေလေးရှာလို့ရတာလဲကျွန်တော်တို့အဆင်ပြေတဲ့လုပ်တစ်ခုပဲဒါကြောင့်ကျွန်တော်မိတ်ဆွေများကိုလည်းဒီနေ့ကနေစပြီးရော YouTube ကနေငွေရှာဖို့ကျွန်တော်တိုက်တွန်းလိုက်ပါတယ်အဲ့တော့ YouTube ကနေငွေရှာနေဆိုပြီးရရှာလိုက်တာ ਨੇ အားလုံးပြောပြထားတာ free တွေပါပဲကျွန်တော်လည်းကျွန်တော် channel မှာလည်းအားလုံး YouTube နဲ့ပတ်သက်ပြီးနေမညာအစုံလင်းတင်ပေးထားတယ်အဲ့တော့ဘာလို့လိုလဲဆိုတော့သူက Gmail တစ်ခေါက် Gmail ကောက်တစ်ခုလုပ်မယ် Gmail ကောက်ကနေပြီးတော့ကျွန်တော်တို့ channel တစ်ခုထောင်မယ်အဲ့ channel နဲ့နေပြီးတော့ကျွန်တော်တို့ဟို video တင်နေကြီးလို့ အဲကျွန်တော်တွေစာပေ thumbnail လုပ်နေတို့အဲ logo လုပ်နေတို့စာပေအစအဆုံးကိုကျွန်တော် channel မှာအကုန်လုံးတင်ပြထားရှိတယ်အဲတော့ကျွန်တော်မြန်စင်မြန်လေးစင်ပြတာလေးရှိသေးရင်နားမြန်မြန်ရှိနေကျွန်တော်ခုမှမလာပြီးတော့မေးလို့ရသေးတယ်ကျွန်တော်တိတာလေးအားလုံးပြန်လည်းမျှဝေပေးတယ်အဲ့တော့ကျွန်တော်ကျွန်တော်မြန်စင်မြန်လိုအပ်လိုအပ်တာဘာလဲဆိုတော့အဲ့တော့ဗီဒီယိုတစ်ပုတ်ဖန်နေဖို့ပဲလိုတယ် တော့ဗီဒီယိုဖန်တီးပေါ့ကိုကမှရမ်းမခက်တော့ဘူးเนาะကျွန်တော်တို့တွေတခြားဗီဒီယိုတွေကိုကထပ်ပါတော့ကိုယ်ပိုင် creation တကူဗီဒီယိုတကူမလုပ်တတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ idea လေးကိုကျွန်တော်အရင်ဗီဒီယိုမှာမျှဝေပေးခဲ့တယ်เนาะဘယ်လိုဗီဒီယိုဖန်ကိုကိုယ့်ရဲ့ဗီဒီယိုကိုယ့်ရဲ့ကိုပိုင် content တကူဖြစ်အောင်ဘယ်လိုမျိုးဖန်တီးရမယ်ဆိုတော့ကျွန်တော်အရင်ဗီဒီယိုမှာမျှဝေပေးခဲ့တယ်ကျွန်တော်အပေါ်မှာ link တွေတွဲပေးထားမယ်အဲ့မှာတွားကြည့်လို့ရတယ်ဒါမှမဟုတ်ကျွန်တော် channel ထဲမှာဝင်ကြည့်လို့ရတယ်မနေ့ကမှတင်ပေးထားတာဟုတ်ပြီတကယ်လို့ကိုကအဲ့လိုကိုပိုင် content ကိုပိုင် content ဗီဒီယိုတပုတ်လို့ဖန်တီးဖို့အဆင်မပြေဘူးဆိုလို့အဆင်မပြေတဲ့မိတ်ဆွေများလည်းရှိတယ်ဗျအဲ့တော့ကျွန်တော်ကျွန်တော်အဲ့အများဆုံးလာမိတာပဲ အဲ့တော့ common video တပုတ်ဘလို့ဖန်တီးရမယ်အဲ့လို face to face လည်းခုလိုမျိုးမှာ face to face လည်းပြောလို့အဆင်မပြေဘူး face to face လည်းပြောလို့အဆင်မပြေဘူးအော်ကိုယ့်ရဲ့အတန်အတွင်းမှုလည်းအတန်အတွင်းရတာအဆင်မပြေဘူးဆိုတဲ့လူတွေလည်းရှိသေးတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က relation ဘက်ကိုသွားရလိမ့်မယ် ရေရှင်ဗီဒီယိုကတော့ကျွန်တော်တို့တွေအသူများဗီဒီယိုတွေကိုကိုသူများဗီဒီယိုတွေကိုပြပြီးကိုကိုပုံလေးကအဲကျွန်တော်တို့ဘေးမှာအဝိုင်းမဲ့ဖြစ်ဖြစ်ကိုဘေးနားမှာအဲ့လိုရိုက်ကြည့်နေပဲဖြစ်ဖြစ်အဲ့လိုရေရှင်ဗီဒီယိုလေးလောက်ခုလိုလိုတယ်အဲ့ထုတ်လို့ရှိပါရှိတာပေါ့ဗျာနော်အဲ့တော့ရေရှင်ဗီဒီယိုတွေကအစိုက်ခံတော့မများတယ်ဘာဖြစ်ဖြစ်အကျိုးရှိမဲ့ဗီဒီယိုလေးကိုရွေးလုပ်လို့ရှိရင်တော့ဆဲမခံရဘောဗျာဒါလေးကိုမချင်မြောင်မြိုက်ပေးတာပါအဲ့တော့ကျွန်တော်မရှိမြလဲပေါ့တော့အခုလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံမှာမဲ့နေတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာနေတယ်မန်နေမှာဖြစ်ပါတယ်အဲ့တော့ ကိုကိုကိုဘယ်နိုင်ငံမှာထွက်ဆောင်မလို့တစ်ဖက်လမ်းနေပြီးနေပြီးတော့ဒေါ်လာဝင်ငွေလေးတွေရှာလို့ရတာကျွန်တော်တို့ဒါတကယ်ကိုဟိုပေါ့နော်ကောင်းတဲ့ခွင့်တစ်ခုပဲအဲတချို့တချို့တချို့တော့ senior youtuber တွေဆိုလို့ရှိရင်အဲ့ကရရတဲ့ဝင်ငွေနဲ့တချို့ဆိုတိုက်တွေဆောက်ကားတွေဝယ်အဲအဲ့လိုမျိုးတွေဖြစ်တယ်အမဘာလို့မကြည့်နဲ့ကိုကိုပညာလို့ဆိုလို့ရှိရင်တော့ဝင်ဝင်တလားတလားဝင်ဝင်တွေကိုအများကြီးရနေတယ်အဲ့လိုပဲသူ့လိုပဲနောက်နောက်ထပ်ရတဲ့မိတ်ဆွေတွေနောက်နောက်ထပ်ရတဲ့စီနီယာကြီးတွေအဲယူရိုချန်နယ်ကြီးတွေတွေအများကြီးရှိသေးတယ် အဲ့တော့ကျွန်တော်မိစင်များလည်းအဲ့တော့ကိုပိုင်ကိုပိုင်ပေါ့နော်တို့တပိုင်တနိုင်လေးအဲ့တော့ကိုအားတဲ့ချိန်လေးပဲဥပမာချိန်5မိနစ်ရ10မိနစ်ရရအခုကျွန်တော်ဗီဒီယိုလေးကြည့်ကြည့်လိုက်အများဆုံးကြာမှာ10မိနစ်ပဲအဲ3မိနစ်ရှိတယ်5မိနစ်ရှိတယ်ကျွန်တော်ရတဲ့ချိန်လေးမှာပြေလွှာပြီးတော့ပြေလွှာပြီးတော့ဒီလိုမျိုးကိုသိတာလေးလေးကိုမြှောက်ပေးတယ်အဲ့လိုပဲမိစင်များလည်းဗီဒီယိုအရှေးလို့ဆက်မလို့ဘူးကိုယ့်ကိုပေါ့နော်တပိုင်တနိုင်3မိနစ်5မိနစ်10မိနစ်အစားပဲရတဲ့လောက်လေးရှိလေးကောင်းလေးပေါ့ဗျာဒါမဲ့ကိုကအရှေးမြိုက်နေလဲကိစ္စမရှိဘူးအတူလေးရိုက်လဲရပါလေ ကဲဒါလေးကိုမိတ်ဆွေများလာမြပေးတာပါဗျာအဲ့တော့ YouTube ကငွေဘယ်လိုပေးလဲဆိုတော့မိတ်ဆွေများလည်းခလို့ဆိုတိပြီးထင်ပါတယ်အဲ့တော့ကျွန်တော်ပြန်ပြပါပြပါမယ် YouTube က platform ထောင်ထားတယ်ကျွန်ညာရှင်းနေပြီးတော့ YouTube ကိုသူ့ရဲ့ video video clip အတိုလေးတွေကိုတရားဖို့သွားပြီးတော့အကျွန်ညာခိုင်းတယ် YouTube ကနေပြီးတော့ကျွန်တော်တို့ creator တွေကျွန်တော်တို့ channel တွေကျွန်တော်တို့ YouTuber တွေကိုသူကကျွန်တော်တွေအေးပြန်ပြီးတော့ဖြန့်ပစ်လိုက်တယ်အဲပြန်ပြန်ဖြန့်ပစ်လိုက်ဆိုသူက ဟေး तू က60ကျက်ကနေယူတယ်ကျွန်တော်တို့40ကျက်နေပေးတယ် तू ကဒေါ်လာ60ယူတယ်ကျွန်တော်တို့ဒေါ်လာ40ပြန်ပြီးခွဲပေးတယ်ပေါ့အဲ့ကနေပြီးရောဗီဒီယိုအစအဆုံးကြည့်သွားတယ်ကလစ်တို့လေးအားလုံးကြည့်သွားတယ်လူတွေဟိုများရင်များသလိုကျွန်တော်ဝင်ငွေလေးပြန်ရတာမျိုးတွေရှိတယ်ကဲဒါဆိုရင်အားလုံးရှင်းပြီလို့ထင်ပါတယ်ဗျအဲ့တော့တချို့လည်းမေးကြတယ်ဗျာနေထုတ်မလဲတဲ့ဗျာနေထုတ်မလဲဆိုတော့အော်ကျွန်တော် ဒီပေါ့နော်သူတက်မှတ်ထားတဲ့ subscriber တစ်ချောင်းဝဟဝ၄000အဲ့ဒါပြည့်လို့ရှိရင်ကျွန်တော်တို့က service s ကတယ်အဲ့တော့ပြပနေပြပနေတဲ့မိတ်ဆွေများကတော့ service s မလို့ကိုယ့်ကိုရှောက်လို့ရတယ်ဒါပေမဲ့တချို့လည်းအဲ့လိုအဲ့လိုမရှောက်တတ်တဲ့မျိုးရှိတယ်ပြပနေပြီးရော service s တဲ့လူတွေရှိတယ်ကျွန်တော်မြန်မာနိုင်ငံနေတဲ့လူတွေကတော့အားလုံးကိုယ့်ကိုရှောက်တတ်တဲ့လူတွေမရှောက်တတ်တဲ့လူတွေရော service s မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြပမှာကျွန်တော်တို့တည်ရတငယ်ချင်းတွေကျွန်တော်တို့မျိုးတွေမရှိဘူးအဲ့လိုချင်တဲ့မျိုးမှာ service app ကအကူအမ်းမှာကျွန်တော်နဲ့ service app ထားပါတယ်အဲ့တော့ service ကိုက subscriber တစ်ချောင်းလည်းပြည်ပြီ ဝဟဝလေးတောင်နဲ့ပြည့်ပြီ subject ကဘယ်အမှမသိဘူးဆိုလို့ရှိရင်တော့ကျွန်တော်စီမှလာမေးလို့ရပါတယ်စစ်ချလို့တိတယ်တွေအများကြီးရှိပါတယ်ကဲဒါဆိုမိစုများအလုံးပဲ YouTube မှာငွေရှာဖို့လုံလောက်ပြီလို့ထင်ပါတယ်ကျန်တဲ့ကက်ခဲတွေရှိသေးတယ်တော့ခုမှမေးခဲ့ပါကျွန်တော်ပြန်လည်းဖြေကြပေးပါတယ်ဗျအဲ့တော့နောက်ပိုင်းမှာလည်းဒီပေါ့နော် channel channel ကိုဘယ်လို grow ပြအောင်လုပ်မလဲဘယ်လိုကြီးထွားအောင်လုပ်မလဲအဲဘယ်လိုမျိုးလူတွေစိတ်ဝင်စားအောင်လုပ်မလဲဘယ်လိုလို view တွေရအောင်လုပ်မလဲဆိုတာကိုလည်းကျွန်တော်နောက်ဗီဒီယိုမှာဆက်လက်မြောက်ပေးပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်လိုက် subscribe နေပြီအားပေးကြပါလို့တောက်ဆုပ်ကြပါတယ်ဗျအဲ့တော့တိတိလို့မြောက်လဲမေးခင်လို့ရပါတယ် အလုံးလေးပြန်စင်ကြပါသေးဗျအနေငယ်ပြန်စင်ကြပါသေးအားလုံးပဲတော်ပါ